မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့တပ်စခန်းများကို KNLA ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေကစစ်တပ်ကလေရင်နဲ့ဘုံများကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့112လေရင်များကထီးတယ်လေစစ်ကောင်စီရဲ့တပ်စခန်းအနီးကိုဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။စစ်လေရင်များကဘုံလေးလုံးကျဲချသွားတယ်လို့ပြောပါတယ်။ မနေ့ကတိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ပြီးတော့၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီမနက်မှာတော့လေရင်နေနဲ့ဘုံတွေလာကျဲချသွားပါတယ်။ဘုံကျဲတာကရှစ်လုံးလောက်ကျဲသွားတယ်။ပောက်ကွဲတာရှစ်ချက်ကြားရတယ်။တိုက်နေတာကဝေါ်လီဥက္ကဋ္ဌထီးတက်ကလေးစခန်း၃ခုကိုပိတ်ဆို့ပြီးတော့တိုက်နေတာပါ။ဗျိုင်းနဲ့ထဲတိုက်နေကြတာ။နှစ်ဖက်ပြစ်ခတ်မှုတွေကတော့တောက်လျှောက်ပဲဇူလိုင်လ၃ရက်နေ့ကလေးကစပစ်နေကြတာ။ drone နဲ့ဘုံးတွေလည်းကျဲနေတယ်လို့ထိုင်းမြန်မာနယ်စပ်ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။လက်တလောတိုက်ပွဲများကြောင်းမြန်မာစစ်ဘေးရှောင်အရေအတွက်300ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ထိုင်းဘက်ကလည်းမြန်မာစစ်ရှောင်များကိုကူညီပေးနေတယ်လို့သိရပါဗျ။မြန်မာဘက်အချမ်းမှာတိုက်ပွဲများပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်မှာစစ်ရေးအသစ်ပြင်ဆင်ပြီးတော့စောင့်ကြည့်နေပြီးလက်နက်ခဲယမ်းအပြည့်စုံနဲ့နေရာယူပြီးတော့လုံခြုံရေးတွေတုံ့ပြန်ထားတယ်လို့သိရပါဗျ။ KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်ရန်စစ်ကောင်စီရဲ့တပ်စခန်း၃ခုသာသိမ်းပိုက်ရရှိဖို့ကြံတော့ပြီးအဲ့ဒီစခန်းတွေကတော့ဥက္ကဋ္ဌဝေါ်လီဗျူဟာဂုံးနဲ့ ်ဒီတယ်လဲတက်စခန်းတို့ဖြစ်တယ်လို့သိရပါတယ် KNU က match လာ AB လာမေလာနဲ့ဇွန်လတွေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ဘူလိုတူ ခလဲ့ဒီတခေါပီခွေမော်ဖားတူစခန်းတာလဲစခန်းများမေလာဘလဲတူမော်ခီဘီရင်အောင်စခန်းကိုကနဲလေးစခန်းနဲ့ရွှေအင်းမြိုင်တက်စခန်းဇွန်လ3ရက်နေ့မှာတေဘောဘိုးစခန်းဇွန်လ22ရက်နေ့မှာထိကဲပလဲစခန်းတို့ကိုတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်တပ်ကနေရာနှစ်ခုထက်မင်းဲမှာစစ်ကြောထိုးလာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားပြီးတော့ပြည်သူများဟာလည်းညာရင်းချင်းစစ်ပေးရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၄ရက်နေ့မှာဖားကန်မြို့နယ်အမိုက်ပုံကြီးရွာဂျိတ်လန်းကမ္ပဏီဝင်းကျင်တို့မှာတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကစစ်ကြောထိုးလာတဲ့အပြင်ဖားကန်မြို့တပ်မခုံးကလည်းလက်နက်ကြီးများနဲ့တစ်ချိန်လုံးပစ်ခတ်နေတယ်လို့သိရပါတယ်။ မနေ့ညကဖားကန့်မြို့မှာတနက်တန်နေ့စူညံစွာကြားခဲ့ရပါတယ်ဖားကန့်တက်မခုံးကနေဖားကန့်ကလားချောင်း ဖားကန်ကလားချောင်ကနေပြီးတော့ဂျိန်လန်းကမ္ပဏီဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတယ်။အဲ့ဒီအတွက်ဖားကန်မြို့ကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေစုညံစွာကြားနေရပါတယ်။ပြီးရင်မနေ့ကမနေ့ကလည်းဖားကန်အမိုက်ပုံနဲ့ဖားကန်တင်းကြိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေနဲ့ပြည်သူစစ်စစ်ကြောင်းကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တနေကုန်တိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေကိုကြားနေရတယ်။ဖားကတမခုံးကလည်းလက်နက်ကြီးတွေပြစ်ကူပေးတယ်။အဲ့ဒီမှာစစ်ခွေ စ်စစ်ကြောင်းကအထိကိုက်များတယ်လို့သိရတယ်။မနေ့ကဖားကတ်မှာတိုက်ပွဲနှစ်နေရာဖြစ်သွားပါတယ်။စစ်ကောင်စီရဲ့စစ်ခွေးစစ်ကြောင်းကတကြောင်းမော်စီစာဖျားကုန်းမှာရှိနေတယ်လို့ဖားကတ်မြို့ကဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်တလောဖားကံမြို့အနီးတစ်ဝိုက်ကပြည်သူများဟာစစ်ဘေးရှောင်နေရပြီးတော့မနေ့ကညပိုင်းကကြောက်ဝိုင်းဘက်ကပြည်သူများဟာလည်းညရင်းချင်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လောလောဆယ်ဖားကံအနီးတစ်ဝိုက်မော်ဝမ်းကြီးမော်ဝမ်းလေးအင်းမယာအမိုက်ပုံကစစ်ရှောင်နေရပါတယ်။မနေ့ညကဆိုရင်ဖားကံကြောက်ဝိုင်း ဖားကန့်မြို့အနီးတဝိုက်မှာလက်နက်ကြီးလက်နက်ငယ်တန်းတွေကြားနေရတယ်စစ်ကောင်စီရဲ့စစ်ခွေးစစ်ကြောင်းကဖားကန့်ကြောက်ဝိုင်းအထိအေးမြတာရရက်ွက်ရုံးအထိစစ်ကြောင်းထိုးလာပါတယ်ပြီးတော့ကလားချောင်ကနေမော်ဝမ်းဘက်ကိုတက်တဲ့လမ်းကိုလည်းစစ်ကြောင်းထိုးတယ်အမိုက်ပုံဘက်ကိုလည်းစစ်ကြောင်းထိုးတယ်စစ်ကြောင်းက၃ကြောင်း မော်စီစာဖျားကုန်းမှာလည်းစစ်ကြောင်းထိုးတာတော့စစ်တပ်က၄နေရာလောက်ထိုင်ထားတာပေါ့စစ်တပ်ကစစ်ကြောင်းထိုးတော့မမုံဘက်ကိုလည်းညရင်းချင်းစစ်ပေးရှောင်နေရတယ်ဖားကန့်အေးမြသားယာစမ်းကြွယ်ဘက်မှာစစ်တပ်ဝင်ရောက်လာလို့ဆိုင်းတောင်ဘက်ကိုပြန်ပြေးကြရတယ်လို့ဖားကန့်အခြေစိုက်စီးရဲသတင်းရေးမြစ်ကပြောပြထားပါဗျာ မနေ့ကဖားကံမြို့နယ်အမိုက်ပုံနယ်တင်းကြိုင်အနီးမှာတိုက်ပွဲများဖြစ်ပွားတဲ့အချိန်မော်ဝမ်းကလေးကြီးရွာကပြည်သူတို့ဟာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဖားကံမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ရောက်ရှိလာတာဟာတလကျော်ကြာမြင့်လာပြီးဖြစ်ပြီးတော့တလကျော်အတွင်းမှာတိုက်ပွဲများဖြစ်ပွားကစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ45ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူပြည်သူအရေအတွက်ဟာလည်းတရာကျော်လာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့တီဘောမျိုးနဲ့နောင်ချုံမျိုးတို့ကိုအကြမ်းဖက်ဆစ်ခွေးတက်ကညအချိန်မှာလေရင်များနဲ့ဘုံများချဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ4ရက်နေ့ည10:00နာရီဝန်းကျင်အချိန်မှာတီဘောမျိုးပေါ်မှာရှိတဲ့ဆေးရုံကြီးရင်ခွဲရုံဘေးခွဲစိတ်ဆောင်နဲ့ နတ်ဘော့တရာအနီးမှာရှိတဲ့စိုက်ပျိုးရေးရုံးတို့ကိုအချမ်းဖတ်စစ်ခွေးတပ်ကတိုက်လေရင်များနဲ့ဘုံကျဲချသွားတယ်လို့သိရပါဗယ်မနေ့ညကတီဘောကိုလေရင်နဲ့ဘုံကျဲသွားတာလူထိခိုက်မှုတော့မသိရသေးဘူးတီဘောရဲစခန်းကိုကျဲတာလို့ပြောနေကြတာမဟုတ်ပါဘူးစေးယုံရင်ခွဲယုံဘေးခွဲစိတ်ဆောင်တဲ့နတ်ဘော့တရာနာကစိုက်ပျိုးရေးရုံးကိုလေးချောင်းကနေတိုက်ခိုက်သွားတာပါလို့တီဘောမျိုးကဒေသခံပြည်သူတို့ကရှင်းပြထားပါဗယ်အလားတူပဲမနေ့ညက9နာရီခွဲအချိန်လောက်မှာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုလည်း အကြမ်းဖက်စစ်ခွေးတက်က112လေးရင်များနဲ့ဘုံများကျဲချသွားတယ်လို့သိရပါဗျ။လက်ရှိအချိန်ထိထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့နောင်ချိုဒေသတရင်ရင်မြေကပြောပါတယ်။မနေ့ည9နာရီခွဲလောက်ကနောင်ချိုမြို့ထဲကို112လေးရင်နဲ့ဘုံ၁၀လုံးကျော်ကျဲချသွားပါတယ်။လက်နဲ့ကြည့်တယ်လေတောက်လျှောက်ပြစ်နေတယ်စစ်တပ်ကတဖြည်းဖြည်းနောင်ချိုမျိုးနားနဲ့ညီလာပါတယ်လို့နောင်ချိုဒေသတရင်ရင်းမြစ်ကပြောပြထားပါဗျဇွန်လ24ရက်နေ့ကနေဇွန်လ1ရက်နေ့အတွင်း ကြောင်မဲနောင်ချုံနဲ့မိုးကုံမြို့များမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ခொနေရတွဲမှာပြည်သူ၈ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်ရက်ွက်တွေအပါအဝင် အမရပူရာဒရဦးစင်ငိုင်းစတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်ခွေးတစ္ဆာကံရက်ွက်အုပ်ချုပ်ရေးမှုနဲ့ပြူစောထီးတွေကစစ်မှုထမ်းထောက်ပံ့ဂျေးဆိုပြီးခေါင်းစဉ်တက်ကလာစဉ်လာတိုင်းအိမ်တိုင်းစီကိုစက်ကြီးတွေလိုက်ကောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်မတိုင်မီကတိုင်ကိုငွေချက်တထောင်ကနေပြီးတော့သုံးထောင်လောက်အထိစက်ကြီးပေးဆောင်နေရပေမယ့်ငလျင်အပီးပုံမုံပြီးတော့ငွေတောင်းကျန်းလာပြီးတိုင်ကိုငွေချက်နှစ်ထောင်လောက်ကနေငွေချက်တသိန်းအထိစက်ကြီးကောက်နေတယ်လို့ဆိုပါတယ်။စင့်ကန်မြို့နယ်ပေါ်တော်မူဖျားရွာဟောင်းကုန်းရွာက စစ်ခွေးအုပ်စုခံအုပ်ချုပ်ရေးမှုနဲ့ရှေ့နေအမျိုးသမီးတို့ကခြေရွာအတွင်းမှာရှိတဲ့နေအိမ်တွေကိုစစ်မှုထမ်းထောက်ပံ့ခြင်းအဖြစ်လာစဉ်လာတိုင်းတအိမ်ကိုငွေကျပ်2000ကနေပြီးတော့4000အထိစက်ကြီးတွေကောက်ခံနေပြီးပတ်စံမပေးနိုင်ပါကစစ်မှုထမ်းမဲနိုင်ခိုင်းနေတယ်လို့ဒေသခံတဦးကပြောပါရယ်ရွာကိုလာစဉ်လာတိုင်းချိန်ချောက်ပြီးတော့စစ်မှုထမ်းခြင်းကိုပတ်စံရှိတဲ့အိမ်ကို4000မရှိတဲ့အိမ်ကို2000အတင်းကောက်ခံနေပါတယ်မပေးတဲ့အိမ်တွေများလာတဲ့လဆိုရင်အစည်းအဝေးခေါ်ပြီးတော့မဲနိုင်ခိုင်းတော့တာပါပဲ မဲပေါက်တဲ့ကလေးတွေအတွက်ပြေးသွားရင်လဲစစ်တပ်ကိုခေါ်ပြီးတော့ရွာတဲကိုအယောင်ပြစစ်ကားနဲ့ပတ်ခိုင်းတာတွေလုပ်နေပါတယ်ရွာသူရွာသားတွေမှာကြောက်လန့်ပြီးတော့ပြေးနေကြရတယ်လို့ပြောဆိုထားပါတယ်အဲ့ဒီပေါ်တော်မူဖျားရွာဟောင်းကုန်းရွာအရှိရွာနဲ့အနောက်ရွာနှစ်ပိုင်းရှိပြီးတော့စုစုပေါင်းအင်ဂျင်900ကျော်ရှိက အခုလိုလာစဉ်စက်ကြီးကောက်ငွေညစ်နေတာကြာပြီလို့ပြောပါရယ်2015ခုနှစ်တလပိုင်းကစပြီးတော့ပေးနေရတာပါမပေးတဲ့သူတွေများလာရင် စစ်တပ်ကိုခေါ်လိုက်ရမလားဆိုချင်းချောက်ပြီးတော့တောင်းနေတာပါလို့ဒေသခံတွေကဆက်လက်ပြောပြထားပါတယ်ပေါ်တော်မူဖေယားရွာဟောင်းကုန်းရွာလိုပဲစင်ငိုင်တွေကကြီးရွာအများစုလာစဉ်ချင်းချောက်ဝင်းညက်ခံနေကြရပြီးတော့မပေးခြင်းပေမဲ့ကြောက်လန့်ပြီးတော့ပေးဆောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်အလားတူပဲမန္တလေးမြို့ပေါ်ရက်ွက်တွေနဲ့အမရပူရဒရဦးစတဲ့မြို့နယ်တွေကကြီးရွာရက်ွက်တွေမှာလဲစစ်မှုထမ်းထောက်ပံ့ခြင်းအဖြစ်လာစဉ်စက်ကြီးတွေပေးဆောင်နေရတယ်လို့ဒေသခံတွေကတိုင်ကြားထားပါတယ်အမရပူရမြို့နယ်နိုင်ငံရက်ွက်မှာစစ်အုပ်စု ပြူစောတိနဲ့ ဲ့စစ်ခွေးတစ္ဆာကရက်ကွက် အုပ်ချုပ်ရေးမှုတွေကရက်ကွက်ထဲကိုတိုင်တဲ့တိုင်စင်းလဲ့လဲကစစ်မှုထမ်းထောက်ပံ့ခြင်းတိုင်ကိုငွေကျပ်တသိန်းနှုန်းနဲ့စက်ကြီးကောက်နေတယ်လို့မြို့ကန်တို့ကပြောပါရယ်စေအိမ်မှုနဲ့ပြူစောထီးတွေကတောင်းတာပတ်စံပေးရမယ့်ရက်ကိုသူတို့ကတတ်မှတ်ထားတယ်မပေးရင်အဲ့ဒီအိမ်ကိုမနေနိုင်ဘူးမပေးတဲ့အိမ်တွေကိုသိမ့်မယ်လို့လည်းပြောတယ်အရင်ဆုံးရိုက်နှက်ခံရမှာတဲ့ အိမ်တိုင်းပြေးနေရတာဘယ်သူမှလည်းပြန်မပြောရဲဘူးလို့သတင်းပေးဖို့ပြောကြားထားပါဗျ။ငလျင်မတိုင်ခင်ကတအိမ်ကိုငွေကျပ်1000 2000စတယ်။တောင်းကနန်းသာကောက်ခံနေရကနေငလျင်တန်တဲ့တဲ့ကာလမှာစက်ကြီးကောက်ခံတာတွေခဏရန်နာထားပြီးတော့လက်ရှိမှာတော့ငွေကျပ်တသိန်းလုံးအထိကိုတိုးမြင့်ပြီးတော့ကောက်ခံလာတယ်လို့သိရပါဗျ။ပတ်စံလာတောင်းလို့ပေးရတာ3 4ချိန်ရှိနေပြီလို့မန္တလေးမြို့ကတူကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မက်လကစပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကနိုင်ငံတော်အလုံးမှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်သားတဲ့စူဆောင်းက ရက်တို့တင်တန်းနေပေးပြီးတော့တိုက်ပွဲဖြစ်ပွားရာရှေတန်းနေစီကိုအသေးခံစစ်သားအဖြစ်နဲ့ပို့လွှတ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အလုရမယ်ဆိုပြီးလိန်ခေါ်ကစစ်မှုထမ်းအတွက်ရောင်းစားမှုများရန်ကုန်မှာမကြာခဏကြုံတွေ့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအတွင်းမှာဇွန်လအတွင်းအလုရမယ်ဆိုပြီးတော့လိန်ခေါ်ပြီးစစ်တပ်ထဲကိုပို့ဆောင်ခံရသူရှေ့ဦးအထိရှိလာပြီလို့ Rangoon Scout Network ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုနောက်ပိုင်းစစ်မှုထမ်းဆိုင်ရင်အတိုင်း အိမ်အထိလိုက်ရှာပြီးတော့ဖမ်းသွားတာတွေအများဆုံးတွေ့နေရပါတယ်လမ်းမပေါ်မှာပေါ်တာဆွဲတာတွေလည်းပြန်ပြီးတော့များလာတယ်အလုတ်ရမယ်ဆိုပြီးလိန်ခေါ်ပြီးတော့စစ်တပ်စီကိုရောင်းစားလိုက်တာတွေလည်းမကြာခဏကြုံတွေ့နေရပါတယ်လို့ Rangoon Scout Network ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်မှုထမ်းတင်တန်းဖွင့်လှစ်မှုဟာကြာလာတဲ့နေ့အများစစ်မှုထမ်းတင်တန်းတက်ရောက်မဲ့သူရှားပါလာတဲ့အတွက်လူရရှိရေးအတွက် အောက်ခြေမှာနီလန်ဘောင်းဆောင်နဲ့စူးစမ်းနေကြတယ်လို့ရန်ကုန်အခြေစိုက်ရဲတရင်အရေးမြစ်ကပြောပြထားပါတယ်ကျွန်တော်တို့ရန်ကုန်မြို့စုံဘက်တွေမှာပြူစောတီးတွေနဲ့သူတို့နဲ့ပတ်သက်တဲ့ကယ်ရီသမားတွေကနေကတက်လာတဲ့ဒူတွေကိုအလုရမယ်ဆိုပြီးတော့စစ်သည်ကိုလိန်ပြီးပုတ်နေကြတာများတယ်လူတယောက်ရရင်ဝေစားများစားကြတာတယောက်ကိုတသိန်းကျော်တောင်ရတာကိုလို့၎င်းကပြောပြထားပါတယ်အခုလိုမျိုးစစ်တပ်သည်ကိုလိန်လေပို့ဆောင်ခြင်းကိုအခုနဲ့မေလာကစတင်ပြီးတော့ကြားသိရခဲ့တော့လေ အလိန်ခံရတဲ့သူဘလောက်ရှိလဲဆိုတာကိုတော့မပြောနိုင်သေးဘူးလို့၎င်းကရှင်းပြထားပါဗျ။ရန်ကုန်တိုင်းထဲမှာပြည်သူအယောက်80ကိုစစ်တပ်ကဇွန်လအတွင်းမှာဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network ကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီဖမ်းဆီးခံရသူအယောက်80တဲကစစ်နှံဦးပြန်လွတ်လာပြီးတော့ ား73ဦးကိုတော့ပြန်မလုပ်ပေးပဲစစ်မှုထမ်းတင်တန်းကြောင်းများနဲ့ထောင်တွေကိုပို့ဆောင်လိုက်ကကျန်တဲ့55ဦးရဲ့နောက်ဆက်တွဲအခြေအနေတွေကိုလည်းမသိရသေးဘူးလို့ထုတ်ပြန်ထားပါဗျ။ဖမ်းဆီးရခံရတဲ့သူတွေတဲက79ဦးဟာစစ်မှုထမ်းတင်တန်းအတွက်ဖြစ်တယ်လို့အတည်ပြုနိုင်ခဲ့ကြောင်း Rangoon Scout Network ကပြောပါတယ်။လူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုဝေဖန်ရေးသားခဲ့တဲ့အတွက်ကြောင့်ဆိုပြီးတော့ဖမ်းဆီးခံရသူ9ဦးတော်လိုင်းလှုပ်ရှားမှုကြောင့်ဆိုပြီးတော့ဖမ်းဆီးခံရသူ9ဦးနဲ့ဒေါ်ဆန်းစုကြည်မွေးနေ့တပိတ်မှာ ပါဝင်နေဆိုပြီးတော့ဆွဆွဲခံရကဖမ်းဆီးခံရသူ၃ဦးရှိနေတယ်လို့ပြောဆိုထားပါဗျ။ Modern Agency ပိုင်ရှင်ဂျွန်လွန်ဆိုတဲ့အချောက်ကြီးကိုလည်းအစိုးရချမ်းချမ်းကိုကူညီနေတယ်ဆိုပြီးတော့ဆွဆွဲကဖမ်းဆီးစစ်ဆေးပြီးတော့ပြန်လွတ်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ဇွန်လ၁၆ရက်နေ့မှာလှဲကူးမြို့နယ်ဖောင်ကြီးအမှတ်၁စစ်အခြေခံလေ့ကျင့်ရေးတပ်စခတတင့်နဲ့တိုက်ကြီးမြို့နယ်ကျောမြို့မှာရှိတဲ့အမှတ်၁တမ်းမြေလေ့ကျင့်ရေးကြောင်းတာတာကတစ်တုံမှာစစ်မှုထမ်းအပတ်စဉ်၁၄တင်းတန်းစတင်ခဲ့ပြီးတော့ စုစုပေါင်းလူဦးရေ340ခန့်ပါဝင်တယ်လို့ Rangoon Scout Network ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ